ညမယဉ်ကျေးမှုကိုညဉ့်ဉန်းစေတာကြောင့်ဘုံတိမဲ့တည်တခြင်းရေးသားသူပဝန်သူတို့ကိုပြန်ကြိုင်းဝင်ကြီးဌာနကတရားစွဲဘုံတိမဲ့တည်ခြင်းဗီဒီယိုအကျဉ်းအထိပ္ပယ်နှစ်ခွတခြင်းစာသားတွေထည့်သွင်းဖန်တီးထားတာကြောင့်လို့ဆိုကစီစဉ်ထုတ်လုပ်သူအပါဝင်တည်တခြင်းတည်ဆိုသူတရုတ်ဆောင်သူတွေကိုအမှုဖွင့်အရေးယူဖို့စစ်စစ်ဆောင်ရွက်နေပြီဖြစ်ကြောင်းပြန်ကြိုင်းဝင်ကြီးဌာနက2025ခုနှစ်မတ်လ19ရက်နေ့ထုတ်နိုင်ငံပိုင်သတင်းစာကနေတဆင့်သတင်းထုတ်ပြန်ခဲ့ပါတယ် ပုံတိမဲ့တည်တကျန်ဗီဒီယိုကို2025ခုနှစ်မက်စလ3ရက်ကလူမှုကွန်ရက်ပေါ်မှာစတင်ထုတ်လွှင့်ခဲ့တာဖြစ်ပြီးတော့နိုင်ပိုင်အတွင်းဝေဖန်သံတွေထွက်ပေါ်လာခဲ့တာပါ။ဝန်လိုက်အသုံးပြုသူတွေရဲ့ဝေဖန်သံမြင့်တက်လာချိန်မှာပြန်ကြိုင်းဝန်ကြီးဌာနကသက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်တွေကစုံစမ်းစစ်ဆေးခဲ့ရမှာတေးတေးဆိုအောင်မာစီကပြန်ကြိုင်းဝန်ကြီးဌာနကတင်ဝင်အမိန့်ထုတ်ပြန်ထားပြီးဖြစ်တဲ့ ဆက်သွယ်ရေးကွန်ရက်အသုံးပြုကရုပ်ရှင်ကထုတ်လွှင့်ပြသခြင်းလုပ်ငန်းလုပ်ကင်ခွင့်မှတ်ပုံတင်လက်မှတ်ရရှိထားသူမဟုတ်ကြောင်းစစ်စစ်တွေ့ရှိခဲ့ကြပါသည်။ဒီတိစုအောင်မစီကဆက်သွယ်ရေးကွန်ရက်ကိုအသုံးပြုပြီးရုပ်ရှင်ကထုတ်လွှင့်ပြသခြင်းလုပ်ငန်းလုပ်ကင်ခွင့်မှတ်ပုံတင်လက်မှတ်ရယူခြင်းမရှိဘဲ၎င်းရဲ့လူမှုကွန်ရက်အမျိုးမျိုးမှာတည်တခြင်းဗီဒီယိုကိုထုတ်လွှင့်ပြသလျက်ရှိကြောင်းနဲ့အဆိုပါတည်တခြင်းဗီဒီယိုများအနေနဲ့ ပုံတိမဲ့ဒေသချင်းဝီဒီယိုကမြမလူမျိုးတို့ရဲ့အမျက်တနိုတန်ဖိုးထခုံယူရတဲ့မြမတူရိယာပုံနဲ့ပတ်မာတွေကိုပြည့်ရဲ့ပြုစော်ကားတဲ့ဘွယ်ဖြစ်နေတဲ့တယုတ်ပြကပြဖြောပြခြင်းနဲ့ညဉ့်ညမ်းတဲ့အတိတ်ပဲပေါ့စေနိုင်တဲ့အတိတ်ဘဏ္ဍခွတချင်းစာသားတွေဖြစ်ဖန်တီးခဲ့တာကြောင့်စစ်စစ်တွေးရှိခဲ့ပါတယ် ဒါကြောင့်မို့ဘုံတိမဲ့တိတိချင်းဗီဒီယိုနဲ့ပတ်သက်ပြီးတော့ဖန်တီထောင်းလွန်သူစီစဉ်သူပတ်ဝန်းသူတွေကိုအမှုဖွင့်အရေးယူနိုင်ရေးစစ်စစ်ဆောင်ရွက်လျက်ရှိကြောင်းနဲ့စစ်သွေးကိုရက်ကိုအသုံးပြုပြီးရုပ်ရှင်ကားထုတ်လွှင့်ပြသခြင်းလုပ်ငန်းလောက်ကင်ခွင့်မှပုံတင်လက်မှတ်ရယူထားခြင်းမရှိသူများအနေနဲ့လောက်ကင်ခွင့်မှပုံတင်လက်မှတ်အလျှောက်ထားရယူပြီးမိမိတို့လွှင့်ကျင်မဲ့ကွမ်းတက်တွေကိုစစ်စစ်ရဲ့အဖွဲ့တန်တင်ပြရမှာဖြစ်ကြောင်းပြည်ညိုင်းဝန်ကြီးဌာနကအသိပေးကြေညာထားခဲ့ပါတယ်။ အဲ့ဒီအောင်မစီတီဆိုထားတဲ့ပုံတိမဲ့တိချင်းဗီဒီယိုထဲမှာလိန်အသားပေးတယုတ်ပြက်ကပြဖြောပြေးတာဒိဗံနှစ်ခွညဉ့်ဉန်းစာသားတွေထည့်သွင်းထားတာပြင်မြမတူရိယာဘုံနဲ့ပမာတွေကိုပြည့်ရပြုစုံကားတပ်ဖွဲ့ဖြစ်နေတဲ့တယုတ်ပြက်ကပြဖြောပြေးမှုတွေပုံဝန်ထားတာဖြစ်ပါတယ်အချက်ပါဖော်ပြချက်ပြစ်ချက်တွေနဲ့ညင်ဆွနေတာကြောင့်ပြန်ချိုင်းဝင်ကြီးဌာနကပုံတိမဲ့တိချင်းဗီဒီယိုနဲ့ပတ်သက်ပြီးဖန်တီထုံလွင်သူစီစဉ်သူပုံဝန်သူတို့ကိုအမှုဖွင့်အရေးယူနိုင်ရင်စီစဉ်လျက်ရှိကစစ်တုံးရေးကွန်ရက်ကိုအသုံးပြု၍ရုပ်ရှင်ကထုံးနှံပြသခြင်းလုပ်ငန်းလုပ်ကင်ခွင့်မပုံတင်လက်မှတ်ရယူထားခြင်းမရှိသူတွေအနေနဲ့ လောက်ကန်ကွမပုံကျင်လမ်းမဲ့အလျှောက်ထားရယူဖို့လိုအပ်ပြီးမိမိတို့လွန့်ကျက်မဲ့ကွန်တန်တွေကိုစစ်စစ်ရေးအဖွဲ့တန်တင်ပြရမှာဖြစ်ကြောင်းထဲ့သွင်းအသိပေးကြေညာထားတာကိုလည်းတွေ့ရပါတယ်အဲ့ဒီဖြစ်စဉ်တွေအခြေခံကြည့် BIA byte စတဲ့တခြင်းဖန်တီးသူတို့ကိုလည်းပြန်ကြမ်းဝင်ကြီးဌာနက2024ခုနှစ်အတွင်းသတိပေးချက်ထုတ်ပြန်ခဲ့ရပူပါတယ် ပြန်ကြိုင်းဝန်ကြီးဌာနကစက်တွေကွန်ရက်ကိုအသုံးပြု၍ရုပ်ရှင်ကထုံးလွှင့်ပြသခြင်းလုပ်ငန်းလုပ်ကိုင်ခွင့်အမိန့်ကို2024ခုနှစ်မတ်လ17ရက်နေ့မှာထုတ်ပြန်ခဲ့တာဖြစ်ပြီးဆိုရှယ်လူမှုကွန်ရက်ပေါ်မှာရုပ်ရှင်ဗီဒီယိုနဲ့တည်တခြင်းဗီဒီယိုထုံးလွှင့်ပြသသူတွေအနေနဲ့လုပ်ငန်းလုပ်ကိုင်ခွင့်မပုံတင်ရှောက်ထားရယူကြရမှာဖြစ်ကြောင်းထက်မှန်အသိပေးကြေညာထားတာကိုတွေ့ရပါတယ်ရှင်။